မြန်မာနေဦးခရိုနီကယ်ဇွန်လ၂ရက်နေ့မြင်တွင်စစ်ပေးရီပီငလင်ပေးနှင့်ပညာရေးကဏ္ဍ2021ခုနှစ်ဆီယနာသိမ်းပြီးနောက်မှာကိုဗစ်ကူးစက်ရောဂါကြောင့်စာတင်ကြောင်းမှုတွေဆိုင်းငံ့ထားတဲ့စာတင်ကြောင်းတွေကကြီးမားတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဆန္ဒပြမှုတွေရဲ့အကျိုးသက်ရောက်မှုတွေထပ်မံခန်းစားခဲ့ရပြန်ပါတယ်2020ခုနှစ်မလာကဆလို့ကိုဗစ်ကူးစက်မှုတွေကြောင့်စာတင်ကြောင်းတွေဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခဲ့ရတာက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆီယနာသိမ်းပြီးနောက် ြုံတွေ့လာရတဲ့အကျိုးဆက်တွေကကိုဗစ်ကူးစက်ရောဂါပိတ်သက်ဆိုရပြီးကာလရှည်ကြာခဲ့တာ အခုချိန်ထိရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဆရာနာသိမ့်မှုရဲ့ကရက်ကကျောင်းဆရာဆရာမကျောင်းအုပ်အစရှိတဲ့ပညာရေးဝန်ထမ်းတွေကိုကြီးမားစွာရိုက်ခတ်ခဲ့ပြီးစစ်ဖဲတဆိုပြီးတဲ့ movement လှုပ်ရှားမှုကိုရွေးချယ်ကြတဲ့ပညာရေးဝန်ထမ်းတွေကစာတင်ကျောင်းနဲ့တက္ကသိုလ်ကောလိပ်တွေကိုစွန့်ခွာပြီးတက္ကသိုလ်နဲ့အထက်တန်းကျောင်းသားချို့ပါအာနာသိန်းစစ်ကောင်စီရဲ့ကျောင်းဆက်မတက်ဖို့ လမ်းကိုရွေးချယ်ပြီး CDM တောင်းသားဖြစ်ခဲ့ကြပါတယ်။အဲဒီနောက်အမျိုးသားညီညွတ်ရေးအစိုးရကအွန်လိုင်းမှာဂျာကာလာပညာရေးဆိုတဲ့ခေါင်းစဉ်နဲ့ CDM ပညာရေးဝန်ထမ်းတွေပါဝင်ပြီး NUG တိမတ်ပြုစတင်ကြောင်းတွေဖွင့်လှစ်ခဲ့ကြပါတယ်။ CDM ကျောင်းသားတွေကအထက်ပါအွန်လိုင်းကျောင်းတွေမှာဆက်လက်သင်ယူတာတွေလည်းရှိသလိုအွန်လိုင်းကနေမသင်ယူနိုင်တဲ့ကျောင်းသားတွေလည်းအများအပြားရှိကြတာဖြစ်ပါတယ်။2021ခုနှစ်ဆရာနာသိန်းခါစမှာတော့လက်နက်ကင်တော်လန်ရေးဆရာနာရှင်စနစ်ပြုတ်ကြရေးဟာ လာပိုင်းတို့မဟုတ်တနှစ်အများဆုံးနှစ်နှစ်ခန့်သာကြာမယ်လို့နိုင်ငံရေးကောင်းဆောင်သူတွေကလည်းစိတ်အားတက်ကြွအောင်ဟောပြောကြသလိုပြည်သူလူထုကလည်းယုံသားစွာယုံကြည်ခဲ့ကြပြီးမိမိတို့သားသမီးတွေတနှစ်တန်သည်နှစ်နှစ်တန်သည်ပညာမသင်ကြရတဲ့ဖြစ်ကိုပေးဆက်မှုတစ်ခုနိုင်ငံရေးရခိုင်မာတဲ့ရည်တည်မှုတစ်ခုအဖြစ်ယူဆကကြော့ပြတ်ခဲ့ကြတာလည်းတွေ့ရပါတယ်ဒီအခြေအနေတွေကငွေကြေးတန်နိုင်တဲ့လူလက်တန်းစားနဲ့အထက်တန်းလွှာတွေရဲ့ပညာရေးအခြေအနေကိုဆိုလိုတာမဟုတ်ဘဲ တာမန်ပြည်သူတွေရဲ့အခြေအနေကိုရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။လက်နက်ကင်တော်လန်ရေးကြာမြင့်လာတာနဲ့အမျှအထက်တန်းပညာရေးတပိုင်းတစားနဲ့ရက်ဆိုင်နေရတဲ့ចောင်းသားတွေဖို့စစ်ကောင်စီဖွင့်တဲ့ចောင်းတွေကိုလည်းပြန်လဲတက်ရောက်ဖို့စိတ်မပါတော့သလိုပုဂ္ဂလိကចောင်းတွေမှာတင်ယူဖို့လည်းငွေကြေးမတက်နိုင်တဲ့အခြေအနေမျိုးရင်ဆိုင်ရပါတယ်။ NUG ကတိမှတ်ပြုဖွင့်လှစ်ထားတဲ့ online စာသင်ចောင်းတွေကလည်းတင်ကြားသူဆရာတွေဖို့လည်းလုံခြုံရေးအန္တရာယ်စိုးရိမ်ရတယ်လို့ပြည်ရင်းကတင်ယူသူတွေဖို့လည်း တင်ကြားသူတွေလောက်အန္တရာယ်မရှိသည့်တိုင်စိတ်ချလက်ချတင်ယူနိုင်တဲ့အနေထားတော့ရှိမနေပါဘူး။ဝင်ငွေရှိလို့မဟုတ်ပဲစုဆောင်းထားတဲ့ငွေကြေးပိုင်ဆိုင်မှုတချို့ရောင်းချပြီးအိမ်နီးချင်းထိုင်းနိုင်ငံမှာတာသမီတွေကိုကြောင်းထားကြရတဲ့သူတွေလည်းရှိပေမယ့်လူနည်းစုလို့ဆိုနိုင်ပါတယ်။တာမန်လူလူတွေတဲကမိဘတွေနဲ့အတူထိုင်းနိုင်ငံမှာတရားမဝင်ရောက်ရှိလာပြီးမိဘတွေကရှေ့ပြောင်းလို့သားခေါင်းဆောင်မှအလုလုရင်းတာသမီတွေကရှေ့ပြောင်းလို့သားတာသမီတွေအတွက် စီရီနာဝန်တန်းဖွင့်လှစ်ထားကြတဲ့အကြောင်းတွေမှာတင်းယူနေကြရတာတွေလည်းအများပြားရှိပါတယ်။အဆိုပါစာတင်အကြောင်းတွေကို ထိုင်းအာဏာပိုင်တွေက မကြကနစစ်ဆေးပြီးတင်ကြားသူတွေကိုဖမ်းဆီးတာ၊ကျောင်းတွေပိတ်သိမ်းစေတာတွေလှုံ့ဆော်တာလည်းသတင်းတွေထဲဖက်ရှုနေကြရတာပါ။စစ်အာဏာသိမ်းမှုလက်နက်ကင်တော်လည်ရင်ပြည်တွင်းစစ်ရေးဘေးနဲ့ငလင်ဘေးစာရာတွေကမြန်မာနိုင်ငံကတာမန်ပြည်သူလူထုရဲ့တာသမီတွေပညာရေးကိုတစ်ခုပြီးတစ်ခုအတားအဆီးဖြစ်စေတဲ့အကြောင်းအရာတွေဖြစ်လာစေပါတယ်။ ်စစ်အာဏာရှင်စနစ်ဖယ်ရှားရေးတနည်းအားဖြင့်အာဏာသိမ်းစစ်ကောင်စီတပ်ကိုအပိဓာအနိုင်ရရေးကပထမအနေနဲ့မှတ်ယူပြီးပညာသင်ကြားရေးကိုကာလတခုထိဦးစားပေးမလုပ်ဆောင်နိုင်သေးဘူးဆိုတဲ့ယူဆချက်ကတော်လန်ရေးအချိန်ကြာမြင့်လာတာနဲ့အမျှလွဲမှားတဲ့ယူဆချက်သို့မဟုတ်နီးလန်းဆိုတာသဘောပေါက်လာကြပါတယ်။ဒါပေမဲ့ပုံမှန်လင်းလင်းဆွေးနွေးပြောဆိုကြတဲ့အနေထားတော့မရောက်ရှိသေးပါဘူး။အခြေခံပညာရေးသင်ယူတဲ့ကျောင်းသူကျောင်းသားတွေအထက်တန်းပညာသင်ယူနေတဲ့လူငယ်တွေကို နိုင်ငံရေးဆက်သွင်းခြင်းမပြုဘဲပညာရေးကိုပညာရေးတည်တံ့အဖြစ်စဉ်းစားတဲ့ယူဆချက်ကမြန်မာနိုင်ငံမှာရေပန်းမစားပါဘူး။တချို့သောနိုင်ငံရေးသမားတွေအနေနဲ့ပညာရေးနဲ့ကျန်းမာရေးနယ်ပယ်က CDM လှုပ်ခြင်းကိုငြိမ်းချမ်းစွာဆန္ဒပြမှုကာလမှာအထောက်ကူပြုတဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့သာလှုပ်ဆောင်စေလိုပြီးကာလအကန့်အသတ်တစ်ခုရောက်ရှိချိန်မှာပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကိုရပ်ဆိုင်ဖို့ဆုံးဖြတ်တဲ့နယ်လို့ယူဆမှုတွေလည်းရှိခဲ့ကြပေမယ့် အဆိုပါနီလန်းကိုရွေးချယ်ခြင်းမပြုခဲ့ကြပါဘူးဒါကနိုင်ငံရေးနဲ့ပညာရေးဆက်နွယ်မှုဖြစ်ပါတယ်ပညာရေးကျန်းမာရေးနဲ့ဘယ်အကြောင်းကိစ္စမဆိုနိုင်ငံရေးရဲ့လက်အောက်ခံသားဖြစ်တယ်ဆိုတဲ့နိုင်ငံရေးဆိုလည်းရှိပါတယ်အဆိုပါအဆိုကမမှားဘူးနိုင်ငံရေးစနစ်မကောင်းရင်ပညာရေးကျန်းမာရေးဒါမကအခြားသောစာပေရင်ကျေးမှုအစရှိတဲ့နယ်ပယ်တွေမှာပါယူရင်းမှုတွေပျက်စီးမှုတွေရှိလာမယ်ဆိုတဲ့သဘောတဘာဝကိုရည်ညွှန်းခြင်းဖြစ်ပါတယ်ဒီအချက်ကအငင်းပွားစရာမရှိတော့လဲ နိုင်ငံရေးပြဿနာကိုအပြေရှာနေတဲ့ကာလအတွင်းအခြားသောအကြောင်းအရာတွေဖြစ်တဲ့ကျန်းမာရေးပညာရေးလို အများပြည်သူဝန်ဆောင်မှုကဏ္ဍတွေကိုတက်နိုင်တဲ့၍ထိမ့်သိမ်းဝန်ဆောင်မှုပေးမပေးကပြဿနာသို့မဟုတ်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မန္တလေးနဲ့သခိုင်းဒေသကနယ်မြေတွေမှာငလင်ပြီးကြောင်စာတင်ကြောင်တွေပြည့်စည်ခဲ့ကြသလိုမပြည့်စည်ပဲကြံရှိတဲ့အဆအုပ်တွေမှာလည်းငလင်ပြီးဒုက္ခတွေတွေယာယီခိုးလုံနေထိုင်နေကြတာကအကြောင်းဖွင့်ရသည့်ရောက်ရှိလာချိန်မှာ စာတင်เจ้าတွေကဒုက္ခတွေတွေကိုဖယ်ရှားဖို့ညွှန်ကြားချက်ထုတ်ပြန်ပြီးငလင်ပေးဒုက္ခတွေတွေရှေ့ပြောင်းပေးကြရတဲ့အကြောင်းသတင်းတွေမှာဖတ်ရှုကြရတာဖြစ်ပါတယ်။ပြစ်စည်းနေတဲ့စာတင်เจ้าတွေမှာဘယ်လိုစာတင်ကြကြမလဲဆိုတာလဲမိကွန်းထုတ်เสียဖြစ်တယ်လို့တိုင်းသားလက်နက်ကင်ဒေတာနဲ့ PDF ထိန်းချုပ်နေမြေတွေကဘုံကျဲခံရတဲ့စာတင်เจ้าတွေရဲ့အဖြစ်ကလည်းစိတ်နာကျင်စရာကောင်းတဲ့အခြေအနေတွေဖြစ်ပါတယ်။ စစ်ပွဲတွေကြားမှာတဘာဝဘေးအန္တရာယ်တွေကြားမှာစတင်ကြားနေရတဲ့မြန်မာနိုင်ငံကကလေးသူငယ်တွေနဲ့လူငယ်တွေရဲ့ပညာရေးက ပြန်လည်ထူထောင်မဲ့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အရေးပါတဲ့အရာလေးဖြစ်ပါရဲ့ရှင်။